အားလုံးမင်္ဂလာပါခင်ဗျာမင်္ဂလာပေါင်း channel ရနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့10ရက်6လ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်အနီအဖျင်းရဲသုံးဘော်ရဲ့စစ်သည်လေးတွေနဲ့စတင်လိုက်ကြရအောင်ဗျာကဲစစ်သည်တွေကတော့လက်ထဲမှာရှိတာပေါ့ဗျာဒါပေမဲ့လုံတုံးဂိုင်တုံးလေးဝက် ကိစ္စတွေမို့မတင်သင်သေးလို့အသာလေးညင်နေရတာပါခင်ဗျာမိကုန်တွေမိကြပါတယ်နောင်ချိုရဲ့နောက်ဆုံးအခြေအနေသိကျင်ပါတယ် ကျုပ်တို့ရဲသုံးဘော်ကအသာလေးညင်နေလဲမရပါဘူးဗျာမေးတော့လဲဖြီးပေးရမှာပေါ့နော်ဒီဒီကြကြဆိုရင်နောင်ချုံမြို့နဲ့ငားမိုင်အကွာကိုမြမတက်မတော်စစ်ကြောင်းတွေရောက်နေတာနှစ်ရက်ရှိပါပြီသိမ့်မယ်ဆိုသိမ့်လို့ရနေတဲ့အနေထားပါဗျာဘာလို့မသိမ့်နေတာလဲဆိုတာတော့ကိုဟာကိုပဲစဉ်းစားဆုံးဖြတ်ပေါ့ဗျာအတိမပြုတ်နိုင်သေးတဲ့သတင်းတစ်ခုအရာသိမ့်နေမြို့ကိုလမ်းမဲ့စက်တင်ဘာလတည်းမှာ မနန္ဒာအီတို့ကတက်မတော်ကိုပြန်အပ်မယ်ဆိုပါလားမဖြစ်နိုင်ဘူးမငင်းနဲ့လာရိုးကိုတောင် ကြည်တစ်ချက်မဖောက်လိုက်ရပဲအပန္တကြီးထိုးအပ်ပေးတာ လက်တွေပဲလေဗျာရဲသုံးပေါ်ဖြစ်တဲ့မိသားစုဘိုးဆန်တို့ကတော့ KMU တရင်ရှစ်ခွင်တဲကအလွန်ရှုပ်ထွေးနေသော အခြေအနေကိုတဲကြီးမဲကြီးလိုက်နေပါတယ်အညာဘက်ကနထိုးကြီးနဲ့ကြောက်ကြီးခွင်ငပွေးတွေနဲ့ဗရက်တွေရဲ့စည်တဲ့ရင်းကလည်း hot issue ဖြစ်နေတော့အရေးပြက်အစားပြက်ပေါ့ဗျာလောကတဲ့စစ်ကူပြစ်ကူတွေချိန်မီပေးနိုင်ငယ်လို့ပြမန်ရာကျိုးနဲ့ပီတိဖြစ်နေကြလေဗျာဒါပဲလေကျုပ်တို့ရဲသုံးမော်ကျွမ်းကျင်တာကလည်းလက်ဆက်တဲ့တိကျတဲ့မြေပြင်စစ်သည်အမှန်တွေကိုအန်ဂျိုမန်တဲ့လိုက်တတ်တာတခုပါပဲဘာရလဲမင်းရင်ဘာမှမရပါဘူးလေအရေးပြက်ပြီးနှစ်ချီထွက်တာပဲဖတ်တင်တယ် ဗီဒီကိုပဲစမ်းသုံးရတဲ့ဘဝတွေပါပဲဗျာဒါပေမဲ့ကျင်းနေပါတယ်လုံပြီးဂိုင်ပြီး တင်လို့ရတဲ့စစ်သတင်းတွေရှိခဲ့ရင်ချက်ချင်းတင်ပေးပါမယ်ခင်ဗျာဂျိုရင်းကျွတ်အနေနဲ့စစ်သတင်းကမှန်တယ်ဒါပေမဲ့နောက်ကျရသတင်းအဖြစ်နဲ့ပေါ့ဗျာဗမော်ကွင်းစစ်သတင်းတွေကလည်းအားရဖို့ကောင်းချက်ပါဗျာအီယန်ဝရီကန်နာဘက်ကရက်ကော့ဒီကလည်းကီယာနဲ့ဗရက်တွေလက်ချက်နဲ့ကြေမွနေပြီးကန်နာတခြားလိုက်လံရှင်းလင်းနေသေးပါဗျာ ဓာတ်ဘော်ဒီတွေနဲ့ဒုတ်ချောင်းတွေတော့ရတယ်ဗျစေတရင်ဒူးတွေရှိပါတယ်စိတ်ရှည်ရှည်နဲ့ဆောင်ပေးပါခင်ဗျာအားလုံးကိုလေးစားယူသေးစွာဖြင့်ရဲသုံးပေါ်ဟုတ်ကဲ့အခုနောက်ထပ်တင်ပြခြင်းတဲ့သတင်းလေးကတော့ယနေ့မှာ hot issue ဖြစ်နေတဲ့မြမတက်မတော်ရဲ့ jet fighter တစ်စီးပြတ်ကျတယ်ဆိုတဲ့သတင်းလေးပါဒီနေ့မွန်လွယ်7နာရီ15မိနစ်ခန့်မှာတော့ပလဲမြို့နယ်နဲ့မင်းတိုင်ပင်ကျေးရွာရဲ့အရှိပန် မီတာ၂000ငန့်အကွာမှာ ရှိနေတဲ့စပားစီဂျေးရွာအနီးသို့အရောက်မှာတော့မြမတက်မရော jet fighter တစ်စီး ရုတ်တရက်ဆက်ချိုရင်းကပြက်ကျမီးလောင်ပေါက်ကွဲသွားကြောင်းလေရင်မှုပိုင်းလက်မှာလည်းပဲထိုနေရာ၌ပင် ကြာဆုံးသွားကြောင်းတင်ပြလိုက်ရပါတယ်ခမဟုတ်ကဲ့နောက်ထပ်တင်ပြခြင်းတဲ့သတင်းလေးကတော့မန္တလေးတိုင်းဒေသကြီးမြင်းကြံမြို့နဲ့ဆက်ဆက်နေတဲ့သတင်းလေးပါ မြင်းညံမြို့နယ်စုံရွာမှာရှိနေတဲ့မြမတက်မတော်လုံညိုရေးတပ်ဖွဲ့ဝင်များနဲ့ပြည်သူစစ်များကိုတရက်ချိုပင်မြောက်ပိုင်းဆေးကန်းတဲကနေပြီးတော့အကြမ်းဖက်ဗရမများကဒရုန်းလေးစင်းနဲ့လှော့တင်ပြီးတော့ဒရော်ဘုံများချနေကြောင်းဒါအပြင်လက်နက်ကြီးများနဲ့ပါပစ်ခတ်တိုက်ခိုက်နေကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြခြင်းတဲ့သတင်းလေးကတော့ကင်းပြည်နယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပါဟုတ်ကဲ့နောက်ထပ်တင်ပြခြင်းတဲ့သတင်းလေးကတော့ ကင်းပြည်နယ်ဂျုံတွန်းမြို့နယ်ဆက်ဆက်နေတဲ့တရင်လေးပါဇွန်လ10ရက်နေ့နေ့လယ်12နာရီအချိန်လောက်မှာတော့ MNG 29 Final Jelly ဟာကော်ဂရီကိုဦးတီပြန်တမ်းပြီး ရုတ်တရက်ဆိုသလိုဂျုံတွန်းဘက်ကိုလှည့်ပြန်လာပြီးတော့အမြင့်ကြီးကနေထိုးဆင်းလာပြီးဘုံ၃ငိန်ကျဲချသွားတာကြောင့်ဂျုံတွန်းမြို့ပါတုံခါသွားပါတယ်ဒီလုံသိန်းကတွေအစာကောက်ခဲ့တာကြောင့်ငပွေးနဲ့ဗရက်တွေ ဓာတ်ဘော်ဒီရှာမရတာအပြင်50လောက်သောဓာတ်ဘော်ဒီတွေကိုဖိုးပြီးကားတွေနဲ့တိုက်ထုတ်နေရတယ်လို့ကြားပြတဲ့တင်းအရာသိရပါတယ်ခင်ဗျာဒါအပြင်ရန်သူစုတ်ခွန်သွားနိုင်လောက်တဲ့လမ်းကြောင်းတစ်လျှောက်မှာရှိနေတဲ့နိုင်ခလောင်ယွမ်ဘက်ကိုတော့ area target system 122 mm mlrs တွင်နဲ့ထပ်ပြီးတော့ပြစ်ခတ်နေကြောင်းသို့တော်လည်းပဲအထီးအကဲအကြအဆုံးမသိရသေးကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့နောက်ထပ်တင်ပြခြင်းတဲ့သတင်းလေးကတော့နောင်ချိုဒေသနဲ့ဆက်ဆက်နေတဲ့ရမ်းမြောက်သတင်းလေးပါဇွန်လ9ရက်နေ့မှာတော့နောင်ချိုဒေသအတွင်းမှာရှိနေတဲ့အကြမ်းဖက် DNA စကန်များဖြစ်တဲ့ညောင်မင်သာကုန်းရေမုံကုန်းနေရာများကိုတောင်ခမ်းဖိုက်တာတွေကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်ဖြစ်စဉ်တွင်မမီးဘက်ကစစ်တီသုံးဒဏ်ရာနေငယ်ရရှိပြီးတော့အကျိုးမြတ်ရလနေရာဖြစ်ရန်သူထံကအကြမ်းဖက် DNA ၆လောင်း ။တနက်နှစ်လက်ကြီအိမ်ကြီစံများလက်ပြုံမိုင်းများအခိုင်မာဗံကံများခဲယံဘုံဒီများနဲ့ပြကျင်းဆက်တို့ရေမြောင်းများသိမ့်ပိုက်ရရှိတွေ့ရှိခဲ့ကြောင်းပါခင်ဗျာ။ဟုတ်ကဲ့နောက်ထပ်တင်ပြခြင်းတဲ့သတင်းလေးကတော့ကရမ်းပြည်နယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပါ။ဇွန်လ10ရက်နေ့ညနေပိုင်းအချိန်မှာတော့ဘဲခုံအင်းအရှိဘတ်ချံကိုနေမည်ရှင်းလင်းလုံခြုံရေးဆောင်ရွက်နေတဲ့မြမတက်မတော်နဲ့ PNO ပြည်သူ့စစ်ဌာနစစ်ကြောင်းများက အကျံဘက် KMBB ပလက် KMDF 50ဥခန်းတို့နဲ့ထီရီယွန်အနီးမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်တွေမှာမိမိဘက်ကထိခိုက်မှုတစုံတရာမရှိဘဲအကျိုးမြတ်ရလတ်နေအဖြစ်ရန်သူထံကအကျံဘက် KMBB KMDF တလောင်းလက်နက်မျိုးစုံ9လက် M4 တနက်2လက် AK47 တနက်2လက်60မမကွန်မန်ဒိုစိန်ပြောင်းတလက်ကြီးအိမ်နဲ့ခေရံမြား သိမ့်ပိုက်ရရှိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြခြင်းတဲ့သတင်းလေးကတော့မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပါဇွန်လ9ရက်နေ့နေ့လယ်ပိုင်းချိန်ကသပိတ်ချင်းဒေသတွင်းမှာလုံခြုံရေးဆောင်ရွက်နေတဲ့မြန်မာတပ်မတော်လုံခြုံရေးစစ်ကြောင်းများနဲ့အကြမ်းဖက် DNL ပလတ်ဗရက်90ဦးခန့်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်တွင်မှာရန်သူဟာဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးတော့မိမိဘက်ကစစ်သည်3ဦး မစိုးရင်ကကြော်ဟင်းဒီဒံယာနဲ့ငေရရှိပြီးတော့အချို့မြဲရန်လန်နေရဖြင့်အကျမ်းဖတ်တီအန်လီဗရက်အလောင်းနှလောင်းတိုက်၈၁သနက်နှစ်လက်ကြီးအင်ကြီးစံများလက်ပြုံခုနှလုံး30ရမိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြခြင်းတဲ့သတင်းလေးကတော့ကချင်းပြည်နယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပါကချင်းပြည်နယ်ဖားကန်လုံခင်းတိုက်နယ်မစွန့်ရန်နှင့်ဖဝမော်လန်းကထံမော်ဘက်ကဒေးမော်ရေကန်အနီးမှာ မြန်မာတမရော်လုံချိုရေးတပ်ဖွဲ့ဝင်များနဲ့ KNI အကြမ်းဖက်ပလတ်ဗရက်တီတိုက်ပွဲဖြစ်ပွားနေကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြခြင်းတဲ့သတင်းလေးကတော့ကချင်းပြည်နယ်ဗမော်ဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါပဲဆယ်ကျောင်းလ2025ရဲ့နေ့မှာတော့ဗမော်ဒေသမှာရှိနေတဲ့စကကက21ကိုလာရောက်ချောင်းချောင်းတိုက်ခိုက်နေတဲ့ KNA ပလတ်ဗရက် AA အကြမ်းဖက်များကို မြမတက်မတော်ကဗမော်ဖိုက်တာများဖိုက်တာဂျက်များဒရုန်းများနဲ့ပြန်လဲခုခံပစ်ခတ်ရှင်းလင်းခဲ့တာကြောင့်အကျိုးအမြတ်ရလန့်အနေအားဖြင့်မိမိဘက်ကထိခိုက်မှုတစုံတရာမရှိဘဲရန်သူထံကနေ M22 တနက်9လက်ဘီဇူကန်တနက်တလက် M22 G 3650တော့ M22 G 30ခုတရုတ်လက်ပြပုံးစံတလုံးကြီးကအုတ်ထုပ်9လုံးကြီးကအင်ဂျီတစ်ထည်8ရမိုင်းတလုံး ဘီဇူကဘုံသီးစနှလုံးဘီဇူကပို့ကြည်ရှိတော့၄၀မမဘုံသီးသုံးလုံးတို့ကိုသိမ့်ပိုက်ရရှိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြခြင်းတဲ့သတင်းလေးကတော့ကိုခိုင်စောရေးသားတဲ့နောင်ချိုဒေသကံကြီးရွာနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ပရမအူဆုံးပြောချင်တာကတော့လက်ရှိအခြေအနေမှာတမရွာနောင်ချိုမြို့ကိုဒီရက်ထဲမှာပဲသိမ့်ပိုက်ရရှိတော့မှာဖြစ်သလို DNA နဲ့သူ့ရဲ့တပြည့် DBLA ဗရတ်တွေဟာ မနက်မိုးလင်းတန်းနဲ့ကြောပေါ်အီလေးတွေ အသင်းပြင်ပြီးဒီနေ့ဘဲကိုပြင်းရမလဲဆိုပြီးမနက်တိုင်းပြင်ဆင်နေကြရတဲ့အနေထားမှာရှိပါတယ်ဒီမနက်မှာတော့ကန်ကြီးရွာဘက်ကဒေသခံတွေအပြင်နှောင်းချိုကြီးဒေသခံတွေကျွန်တော်စီကိုဖုံးဆက်ပြီးမေးခဲ့ကြပါတယ်မိကုန်းတွေကတူညီနေပါတယ်တမရုံဟာတိုက်စစ်လန်သွားပြီးကန်ကြီးရွာကနေဆုတ်ခွာလာပြီလားဆိုတဲ့မိကုန်းကို စိတ်ပြက်အားငယ်စွာနဲ့မေးကြတာပါ မဟုတ်ပါဘူးမဖြစ်နိုင်ပါဘူးတိထတာကရှစ်ကိုအချိန်အုံနဲ့တိုးလို့ကောင်းနေတော့မှဆိုပြီးသူတို့ကိုဖြည့်ပေးလိုက်ပြီမဲကျမတို့လိုအဝေးရောက်ဆစ်ဆောင်တွေဒီသတင်းနဲ့ပတ်သက်ပြီးတမတော်ကဆုတ်ခွာလာတယ်ဆိုလို့စိတ်ပူနေကြပါတယ်အဲဒီတော့ကိုခိုင်စောတခုခုပြန်ရေးပေးပါတယ်ကဲရေးပြီးပြီနော် နောက်တစ်ခုကဒီနေ့မိုးတောင့်မီဒီယာကိုဖြေခဲ့တာတခုရှိပါတယ်သူမေကွန်ကတော့လက်ရှိအချိန်မှာတရားအလီဟာတက်မတော်ကိုအရင်တုန်းကလိုမျိုးရှင်တိုက်နိုင်စွမ်းမရှိတော့ဘူးဆိုတာပါပဲနိုးပါတက်မတော်ကိုတရားအလီဟာဘယ်တော့မှရှင်တိုက်နိုင်စွမ်းမရှိခဲ့ပါဘူးတရားအလီဟာတက်မတော်ကို ရှင်တိုက်နိုင်ခဲ့ရင်တောင်ခန်းကိုဘာလို့ဆယ်ရက်ပိတ်ဆို့တိုက်ခိုက်တာတောင် မရခဲ့တာလဲအဲ့ဒီလိုပါပဲ တောင်းခမ်းမှာမြမတက်မတော်ရဲ့တိုက်စစ်ဟာ TNLA စခန်းတွေကို၃ရက်ထက်ပိုအောင်တိုက်ယူခဲ့ရတဲ့စခန်းမရှိခဲ့ပါဘူးဒီတော့ TNLA ကတက်မတော်ကိုဘယ်တော့မှရှင်တိုက်နိုင်စွမ်းမရှိခဲ့ပါဘူးစကားပြန်ဆက်ရမယ်ဆိုရင်မိမိတို့တက်မတော်ဟာနောင်ချိုမြို့ကို သိမ်းဖို့အရှိန်အဟုန်နဲ့ဆက်လက်ထိုးစစ်ဆင်နေပါတယ်ကိုခိုင်စော် ဟုတ်ကဲ့နောက်ထပ်တင်ပြခြင်းတဲ့သတင်းလေးကတော့ရှမ်ပိုင်ဆိုးရေးသားတဲ့တက်မတော်ထိုးစစ်စပီလန်းဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်မလ29ရက်တက်မတော်နေ့နောက်ပိုင်းမှာတက်ဘက်ကထိုးစစ်စတင်လိမ့်မယ်လို့ခန့်မှန်းခဲ့ကြပေမဲ့3လပိုင်း28ရက်နေ့ကဖြစ်သွားတဲ့ငလျင်ကြီးကြောင့်အပြစ်ခက်ရစဲရေးထုတ်ပြန်ပြီးကဲစရေးနဲ့ပြန်လည်ထူထောင်ရေးပိုင်းကိုဦးစားပေးလိုက်ရတယ် အခုနောက်ကောင်အထီလဲအပြစ်ခတ်ရစေးထုတ်ပြန်ထားတာမို့စစ်တဲ့ရဲ့ထိုးစစ်ကတော့တရားဝင်မစာသေးဘူးလို့ပြောလို့ရပါတယ်ဒါပေမဲ့နောင်ချိုရခိုင်ပြည်နယ်ကွတ်မန်တွဲဘက်နဲ့ကချင်ပြည်နယ်ဖားကန်ဘက်တွေမှာတော့စစ်စင်ရေးစတော့မဲ့အရေးအယောင်မျိုးတွေတွေ့နေရပါတယ်ပြုံးလင်အဆက်တောင်းခံခံစစ်ကနေဖြည်းဖြည်းချင်းပြန်တိုက်ထုတ်လာခဲ့တဲ့တပ်တွေကအခုဆို နောင်ချိုဘက်ကိုရောက်လာပါတယ် နောင်ချုံမှာရှိတဲ့ဗရက်တွေကိုတရားအလီကပြန်လဲဆုတ်ခွာ ခိုင်းနေတယ်လို့လည်းကြားရပါတယ်။နာဆငါဘက်ကို နောင်ချို ပြန်ပေးဖို့ဆိုတဲ့သတင်းရဲ့ MND ကလည်းသိန်းဒီပြန်ပေးရမယ်ဆိုတဲ့သတင်းတွေမှန်မှန်တော့စောင့်ကြည့်ရမှာပါ။အေကကြောက်ဖြူကိုစီးဖော်ဆောင်နေပြီးအလွယ်တကူကတ်လို့မရသေးတဲ့အနေထားမှာကြောက်ဖြူနဲ့စစ်တွေဘက်အာယုံဆိုင်လို့မရအောင်ဂွားနဲ့သံတွဲဘက်ကိုလေချောင်းတိုက်ခိုက်လာတာတွေ့ရပါတယ် ကရင်ဘက်မှလည်း KNU ရဲ့တကြောပြန်တိုက်ပွဲပေါ်ဆောင်မှုတွေကြောင်းနေဆက်စခန်းတွေလက်လွတ်ခဲ့ရတဲ့နတ်ဆာကဟာကော့ဂရိတ်နဲ့ဂျုံတုံးမျိုးတွေကိုအဓိကထကာကွယ်နေပါတယ်။နေဆက်စခန်းဆိုတာကစစ်ကူအထောက်ပံ့ပေးဖို့ခက်ခဲတဲ့အတွက်လူအလုံးအရင်းနဲ့သိရင်လက်လွတ်ရမှာပါပဲ။ကရင်လက်နက်ကိုင်အဖွဲ့တွေနှစ်ပေါက်တစ်ပေါက်ရိုက်ပြီးနေဆက်စခန်းတွေလိုက်သိမ်းနေပေမဲ့မြို့ကြီးတွေကိုသိမ်းနိုင်ခြင်းမျိုးမရှိသေးပါဘူး။ အယက်ရှိမျက်နှာလုံးစစ်မျက်နှာအဖွင့်ခံတမ်းရတဲ့စစ်တပ်အနေနဲ့ဒီအပြစ်ခက်ရဲစေးကြီးကိုဆွဲဆံပြီးရွေးကောက်ပွဲအထိသွားမယ်လို့တော့မထင်ပါဘူးနိုင်ငံရေးအရာချက်ပွိုင်းဖြစ်မဲ့ပြည်နယ်တွေကိုစစ်စင်ရေးခေါင်းစဉ်တွေနဲ့စစ်ကြောင်းတွေထိုးပါလိမ့်မယ်ထိုးစစ်မပါတဲ့ခန်းစစ်တပ်တပ်တောင်မီဒီယာတွေမှာဒီလောက်အတန်ထွက်နေတာလူအင်အားစူးစီးပြီးတော့ထိုးစစ်စရရခါနေမြေသိမ်းထားပါတယ်ဆိုတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဘယ်လောက်တောင်းခံနိုင်မလဲကြည့်ရပါမယ်။ KYA ကတော့ဗမော်ကိုမရတဲ့အပြင်အထူးဒေသရဲ့ဒေသခံတွေကပါပြန်တိုက်တာခံရမဲ့အခြေအနေမျိုးကချင်ပြည်ဘက်ကနေစတင်ဖို့လဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ AA ရဲ့ပင်မတောက်တိုင်ဖြစ်လို့တစ်ချက်ကုန်နှစ်ချက်ပြတ်ဆိုသလိုဘွေစော်ဦးထိုးစစ်ဆင်ဖို့အကောင်းဆုံးဖြစ်နေတာတွေ့ရပါတယ်။မိုးရင်ရောက်လာပြီဖြစ်လို့ထုံးစံအတိုင်းစစ်ပွဲတွေရထားပြီးမိုးကုံမှပြန်ဖြစ်ကြမလားဆိုတာကတော့ မပြောနိုင်ပေမဲ့နာဆာကအတွက်ရုပ်ောက်ပွဲပြင်ဆင်ဖို့အချိန်လိုအပ်တဲ့အတွက်ဒီလကုံကိုစောင့်ကြည့်ရပါမယ်အပြည့်အခက်ရစရည်တနန်းထတ်တိုးရင်တော့မိုးကုံအထိအချိန်ယူသွားလိမ့်မယ်လို့ယူဆပါတယ်တပ်ဖက်ကစစ်စင်ရေးတွေမဆခင်အထိတော့လက်နက်ကိုင်းအဖွဲ့တွေအသက်ရှူချောင်ပြီးလှုပ်ချင်ရလှုပ်ခွင့်ရနိုင်ဦးမှာပါ လုံနေတဲ့စကန်းတွေဒရုန်းနဲ့ဘုံချစီစီညက်ညက်ကြီးမှလူရင်ကအသားနဲ့တာတာရာရာလေးတက်သိမ်းတဲ့စစ်ပွဲလောက်ကိုစစ်လို့ထင်နေရင်တော့အရင်ခေတ်ကသူရပြန်ကိုရပြန်လှန်စွန့်နဲ့တက်ထိုးတဲ့စစ်ပွဲအစ်စ်တွေကြုံလာတဲ့အခါသွေးမပြတ်ဖို့ကြိုမှားထားရမယ်ပိုင်စိုးဟုတ်ကဲ့နောက်ထပ်တင်ပြခြင်းတဲ့သတင်းဆောင်ပါလေးကလည်းအညာဒေသမှာကျန်းဖက်လုပ်ငန်းတွေတွင်းကြွကြွလုပ်နေတဲ့ ကေရန်ရေခေါင်းဆောင်နဲ့ဗရက်တွေနဲ့ပတ်သက်ပြီးတော့ဆရာထေအောင်ရေးသားထားတဲ့သတင်းဆောင်ကားလေးပါလွန်ခဲ့တဲ့လများက တောင်းခံပြီးလို့ယခုနောက်ပိုင်းနောင်ချိုဝန်းကျင်ပလောင်နဲ့ဗရက်ဓာတ်ပေါ်ရခြင်းထပ်နေပါပြီပလောင်ကဆွေးနွေးပွဲနဲ့နောင်ချိုဝန်းကျင်ဆက်လက်ထိန်းချုပ်ထားလို့ခြင်းကိုတက်ကလက်ခံပုံမရပါဘူးကိုတိုင်ပေးမယ်ပြောတဲ့ MDY PD ရဲ့မန်ဗရက်ဟာကိုဖို့နေနေသာသာသူတို့တော့ ထိုးဖောက်မှွေနောက်ခံရလို့လက်ပတ်ပြင်းနေရပါတယ်။လက်ဖက်ချောက်တွေကအလွန်လိမ်မာပန်းနေပါတယ်။သူတို့ဌာနချုပ်လို့တောင်ပြောလို့ရတဲ့နန့်ခံမြို့နယ်မန်အောင်ဆိုတဲ့ရွာကြီးမှာကြောင်းဖွင့်မပြတ်သူတို့လူမျိုးကလေးတွေကြာတစ်နှစ်ပတ်လုံးအေးအေးဆေးဆေးစားသင်နေကြပါတယ်။စီရီယန်ဆီယန်ဆီယမများကအစိုးရတင်ယွညွန်းနန်းဖက်ဆောင်များနဲ့သင်ကြားပေးနေကြပါတယ်။တအန်းတို့ရဲ့အသေးနှလုံးလို့တင်စားကြတဲ့မန်အောင်ကိုပိုင်းထက်တန်းကျောင်းမှာ လစာကောင်းတဲ့ခံထားတဲ့ကြောကပကံညောင်းသားပါပီရိယချင်းဆက်သွယ်မှုအရာဆရာဆရာမတွေနဲ့ကြောင်းလဲပတ်နိုင်ဖို့တပီလုံးကသူတို့ထောက်ဖို့တွေက ဝိုင်းဝန်းထောက်ပံ့နေကြတယ်မိင်္ဂလီကြောင်းသူပုံများတဲ့ဗရမျာကောင်းမှုကြာဆုံးရှမ်းမြောက်မြို့အချို့မှာကလေးများစာမသင်ယူကြရပါဆရာဆရာမများစစ်ပေးရှောင်နေကြရပါတယ် ဗမာအများစုအထက်မြန်မာပြည်မှာចောင်းသားတွေចောင်းမတက်ကြဘူးဆရာဆရာမတွေစာမသင်ပဲစီရီယန်လောက်ကြဘူးဘုံတော်ကြီးတင်ပညာရေးចောင်းတွေပိတ်ပစ်ဖို့ချင်းချောက်ခံနေရပါတယ်အထက်မြန်မာပြည်အများစုမြန်မာပြည်အနှံ့ဘုံတော်ကြီး90ကျော်ဆရာဆရာမ86ဦးအသက်ခံရပြီဖြစ်ပါတယ်ပထမဒုတိယတတိယမြန်မာနိုင်ငံတို့ကို စူးစီးထူထောင်ခဲ့တာအညာသားတွေပါ လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကိုဖျက်ဆီးနေတာအညာသာဗရက်တွေပါထေအုံးဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ကိုရွှေမျိုးဝင်းရေးသားတဲ့သတင်းအမှအချို့ဆိုတဲ့သတင်းဆောင်မလေးကို ပြန်လည်တင်ပြလိုပါတယ်ခင်ဗျာဆိုရှယ်မီဒီယာမှာသတင်းမှအချို့ကြောင့်အစိုးရနဲ့ပြည်သူစိတ်ဝမ်းကွဲသွားနိုင်လောက်တဲ့အခြေအနေမျိုးတင်ပြခြင်းပါတယ်ပရမသတင်းကအချင်းတောင်များအတွင်းမှပြည်တံကြစင်မှုတန်းများ စစ်မှုပြန်လည်ထမ်းဆောင်ပါကပြစ်ဒဏ်လွန်ကြီးခွင့်ပေးခဲ့တဲ့ကိစ္စအပေါ်ယခုထိတပ်မတော်ကဂတိမတီးပဲစစ်မှုဆက်လက်ထမ်းဆောင်ခိုင်းနေပါတယ်ဆိုတဲ့သတင်းကိစ္စအဲ့ဒီလိုကိစ္စကကျွန်တော်အမှန်မှန်ရင်2024အမျိုးသားနေ့ကကိစ္စဖြစ်ပါလိမ့်မယ်အကျဉ်းတော်ထဲမှာတပ်မတော်သားတွေကြီးရွေးခေါ်ထုတ်သွားပါတယ်ပြီးတော့အချို့ပြန်ရောက်လာပြီးအတော်တော်များများကို ပြန်လဲခေါ်ဆောင်သွားကြပါတယ် ပြန်ရောက်လာသူများရဲ့ပြောစကားအရစစ်မှုပြန်ထမ်းရင်ပြစ်ဒဏ်လွတ်ပေးမဲ့သဘောတူရင်လက်မှတ်ထိုးဆိုပြီးနှစ်ဦးသဘောတူညီချက်နဲ့ပြန်ပါသွားကြတာလို့သိရပါတယ်လူတိုင်းမခေါ်ပါဘူးဆေးစီပြီးကျမ်းမာရေးကောင်းသူမှခေါ်တာပါဆေးကြသူတွေစစ်မှုပြန်ထမ်းရန်သဘောမတူသူတွေကိုထားခဲ့ကြပါတယ်ပြောချင်တာကအဲ့ဒီဖြစ်စဉ်ဒီတနစ်ခွဲကြော်ကန့်တာရှိပါသေးတယ်အီမြန်သောကာလစစ်မှုထမ်းလိုက်ရုံနဲ့ ပြစ်ဒဏ်၅နှစ်၁နှစ်ကြာခံထားရသူတွေကိုတက်ထဲမှထွက်ခွာဖို့သဘောတူမှာမဟုတ်ပါဘူးအဲ့လိုအပေးอยู่ရှိကြောင်းလဲဘယ်စစ်သည်အကျဉ်းသားကမှမပြောပါဘူးအဲ့လိုသဘောတူညီချက် ရှိခဲ့ရင်လဲဘယ်သူမှထောင်ထဲထပ်ပြီးကြာခံမှာမဟုတ်ပါဘူးဒါကြောင့်ဒီသတင်းကတော့ကိုတွေ့ကြုံခဲ့ရတဲ့သတင်းမို့တမတော်ကဂရိမတီးဘူးဆိုတဲ့ဆွဆွဲချက်မမှန်ကန်ဘူးလို့ပဲပြောချင်ပါတယ် နောက်သတင်းတစ်ခုကတော့ကိုစပွိုင်းကို ပုံမှ60ကျောက်ကပုံမှ3ခါဝေး55အစရှိတဲ့ပုံမှတွေနဲ့ဆွဲချက်တင်နေဆိုတာလည်းမဟုတ်ပါဘူး10ရက်ကျောင်းလာ2025မနေ့ပိုင်းအထိမြစ်ဒီပုံမှနဲ့မှဆွဲချက်တင်တရားဆွဲဆိုခြင်းမရှိသေးပါဘူးသတင်းမှတစ်ခုသာဖြစ်ပါတယ်နောက်သတင်းမှကတော့နောင်ချိုအနိကကန်ကြီးရွာကိုတီအန်လီတို့ပြန်သိမ်းနေဆိုတာကလည်းမဟုတ်ပါဘူး 15ရောက်20ရောက်နဲ့နောက်ဆက်လာလို့ရွှေဘတို့ကွမ်းစာဆေးတောင်မပြတ်ပြန်တီးလိုက်လို့ယခုဒီ AC ပါလို့ကြားရပါတယ်အားလုံးမှတ်မိကြပါပါတောင်ခန်းကိုဝိုင်းတိုက်နေကြတုန်းကဘလို့မှတိုက်မရပဲနောင်ချိုကိုပြန်ဆုပ်လာရတာကိုပဲတောင်ခန်းကို သိမ့်ပြီးပြန်လာတဲ့တက်တွေဆိုပြီးနောင်ချိုမှာ ကျူစုပွဲတွေဘာတွေလုပ်ပြီးလိန်ညာခဲ့ကြတာမကြသေးဘူးလေတရင်မာတွေကြောင့်အစိုးရနဲ့ပြည်သူ အပြန်အလှန်ယုံကြည်မှုပြတ်ပြတ်စေနိုင်ပါသောကြောင့်သတင်းမှန်များအားတင်ပြလိုက်ရပါတယ်ကိုရွှေမျိုးဝင်းဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြစ်စာရေးဆရာမိုးတင့်စွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့တရုတ်ကိုမုံအောင် လုံနေသူတွေဆိုတဲ့ဆောင်းပါးလေးနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာဇွန်လ10ရက်နေ့ကမြန်မာတရုတ်တန်တမန်ဒူတော်နာ85နှစ်ပြည့်တယ်မန္တလေးငလီမာတရုတ်နိုင်ငံကအကူအညီတွေအများကြီးပေးခဲ့ပါတယ် အဲလိုပဲ10နှစ်ခွန်ကိုတရုတ်တို့လက်ဆပြန်သက်ပေးခဲ့ပြီး MNDAA ကိုလာရွှေကနေပြန်ထွက်ခိုင်းခဲ့ပါတယ်အမှန်တော့သူပဲစခဲ့တာပါကြားရတဲ့အတင်မပြုတ်နိုင်သေးတဲ့သတင်းတချို့အရာတရုတ်နယ်စပ်ကလက်နက်ကိုင်တွေခြုံငိမ့်နေအထိတရုတ်သမ္မတကအလိုရှိလို့ဆောင်ရွက်မယ်လို့လည်းပြောပါတယ်ဟုတ်ခဲ့ရင်တော့ဂျေဇူးတင်ရမှာပေါ့တိတ်တော့မထင်ပါဘူး မြန်မာဘက်ကလည်းတရုတ်မြန်မာစီးပွားရေးဈေးညံလန်းတလျှောက်ရှိမဟာဗျူဟာကျတဲ့စီမံကိန်းများအစဉ်ပြေချောမွတ်စွာ အကောင့်ထဲပေါ်ရေးဆက်လက်ပူပေါင်းဆောင်ရွက်ရန်လို့နာဆာကဥက္ကရာဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းကပြောပါတယ်85နှစ်မြောက်စင်ရတုညသာ စာဝဲတွေတောင်နေပြီးတော့မှလုံနေတယ်ပြောရရင်တရုတ်နဲ့မြန်မာလက်ရှိအချိန်မှာဆက်ဆံရေးအကောင်းဆုံးအချိန်လို့ဖြစ်နေတယ်လို့ပြောလို့ရပါတယ်ဒါကြောင့်တရုတ်နဲ့ပတ်သက်ပြီး ကိုယ်တွေလည်းချစ်ကြည်ရေးထိခိုက်မှာဆိုလို့သတိထားနေပါတယ်။ထို့ပေမဲ့တရုတ်လော်ဘီတွေကယူကရိန်းစစ်အကြောင်းရေးရင်မြန်မာကို ထက်ပြီးချင်းချောက်နေတာတွေဘာမှမဆိုင်ပဲမြန်မာစာရေးသူတွေကို လိုက်တိုက်ခိုက်နေတာတွေကမဟုတ်သေးဘူး။သူ့ဖာသာသူကြိုက်တာရေးလွတ်လပ်ခွင့်ရှိပါတယ်။ဘာမှမဆိုင်ပဲအမေရိကန်နိုင်ငံအကြောင်းရေးလဲဝင်စော်ကမြန်မာကိုသတိပေးသလိုလိုနဲ့သူတို့သဘောအတိုင်းနေရမလို့ပုံစံတွေပြောနေတာ ိတ်တော့အဆင်မပြေပါဘူးတရုတ်ကမြန်မာနိုင်ငံထက်အဆစပါတယ်ဆိုတာမှန်ပါတယ်တရုတ်ကိုယ်တိုင်တောင်မဟုတ်ဘူးသူလက်ဝေကန်ကိုကန်ကိုတောင်နောက်ကထောက်ပံ့ပေးတာနဲ့တောင်မြန်မာနိုင်ငံရှမ်းမြောက်ခနာလီနဲ့ကြာသွားပါတယ်တရုတ်ကကိုယ်တိုင်မလုပ်ဘဲနောက်ဝေကန်ဒီမြန်မာနိုင်ငံကိုဖျက်ဆီးပစ်နိုင်ပါတယ်လုံပြပြီးသွားပါပြီဒါကြောင့်တရုတ်ကိုကြောက်ရတယ်လို့ဥအောင်မင်းပြောသွားတာ ို့ပေမဲ့အဲ့ဒါကြောင့်မြန်မာကတရုတ်စီကံလို့နေရမယ်ထင်နေကြရင်ရည်ကျင်းပါတယ်တရုတ်ကအင်အားကြီးလို့ဆိုပြီးမြန်မာနိုင်ငံကိုလမ်းချင်းချောင်းနေတာကိုမြန်မာတွေကကြောက်ပြီးငြိမ်ခံနေရမယ်ဆိုရင်တော့လွဲနေပါပြီမြန်မာတွေကအဲ့လိုငြိမ်ခံတတ်တဲ့လူမျိုးတွေမဟုတ်ပါဘူးနိုင်ငံတစ်ခုနဲ့တစ်ခုတူညီတဲ့အဆင့်နဲ့ပေါင်းသင်းဆက်ဆံဖို့လိုပါတယ်အင်အားကြီးလို့အနိုင်ကျင့်မယ်ဆိုရင်မင်းနိုင်ငံနဲ့မင်းနေငါနိုင်ငံနဲ့မလန်နဲ့လို့ပြောယူပဲပေါ့ မြန်မာတွေတရုတ်နိုင်ငံတဲ့ဘာအလုံးမှသွားမလုပ်ဘူးတရုတ်လဲမြန်မာနိုင်ငံတဲ့လာမလုံနဲ့ပေါ့နိုင်ငံကွက်ထအောင် လုပ်ပြီးသဘုံနဲ့လုံမယ်ဆိုလဲလုပ်ပေါ့လုတ်တဲ့အကဖြစ်လာတဲ့အတိုင်းဂျုံရမှာပေါ့မြန်မာတွေကသူများကိုလည်းမစော်ကားဘူးကိုယ့်ကိုယ်စော်ကားတာလဲမခံပါဘူးချစ်ချည်ရင်းနှီးမှုနဲ့တရုတ်တို့မြန်မာနိုင်ငံမှာအလုံးလုတ်တာကောင်းပါတယ်ကိုယ်တွေလည်းတရုတ်နဲ့ရင်မဖြစ်ချင်သလိုတရုတ်မှတရုတ်မကောင်းကြောင်း တရုတ်မကောင်းကြောင်းတွေလည်းတိတ်မပြောချင်ဘူးကိုကောင်းမကောင်းကိုရန်ရော တကဘာလုံးရောသိကြပါရဲ့တရုတ်လော်ဘီတွေမြန်မာတွေကိုအနိုင်ကျင့်နှိမ်သလိုအထက်စီးကပြောဆိုနေပြီးတစ်ဖက်သက်လိုက်စော်ကားနေရင်တော့တရုတ်ကိုမုန်းအောင်တရုတ်လော်ဘီတွေပဲလုံနေတာပဲဖြစ်လိမ့်မယ်မြန်မာတွေကသွေးမနှဲပါဘူးရဲလဲရဲပါတယ်တရုတ်လော်ဘီတွေမြန်မာ Facebook လောကရဲအုပ်စုဖွဲ့ဝင်ပါပြီး မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးတွေကိုစော်ကနေတာတရုတ်ကိုမြန်မာတွေပုံမုံစေတာမျိုးသာဖြစ်နေပြီဆိုတာတရုတ်သမ္မတရော CCCP ပါတီရော China MC ပါသတိထားမိဖို့လိုနေပါပြီသူတို့ကစာဖတ်သူမြန်မာပြည်သူတွေကိုကြက်မပြည့်တဲ့လူတွေလို့တောင်စော်ကန်းကြတယ်တရုတ်နိုင်ငံအကြောင်းမဟုတ်ပဲအမေရိကန်နိုင်ငံအကြောင်းရေးရင်လဲလူပိုသိအောင်ကွန်မန့်တွေနဲ့ဆွပ်ပေးကြတယ် နိုင်ငံကောင်းဆောင်တွေကအကောင်းဆုံးဖြစ်အောင်လက်နဲ့ရေးနေတာတွေကိုအောက်ကတရုတ်လော်ဘီတွေခြေနဲ့ဖြတ်နေကြတယ်။အဲလိုတွေဆက်လုပ်နေလို့ကတော့တရုတ်ကိုမြန်မာတွေက မစင်ထက်ယွန်းလာပါလိမ့်မယ်။အောက်ကဘုံတွေကတရုတ်လော်ဘီတွေစော်ကားထားတဲ့ comment တချို့ပါအများကြီးကြံပါသေးတယ်။မိုးတင့်ရန်ကုန်တက္ကသိုလ်ဟုတ်ကဲ့အားလုံးကိုထူးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe comment လေးနဲ့အားပေးလိုက်ကြပါအောင်ခင်ဗျာ ပရိသတ်များရဲ့အမြင်များကိုလည်းလွန်လပ်စွာကွန်မန့်ရေးသားဖော်ပြအောင်လို့လေးစားစွာဖြင့်တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်မင်းခန့်ပါပါ